နောက်တစ်ခုကကြတော့ဒီ slab မှာသူကဘာပါသေးလဲဆိုရင်အဲ10 mm 10 meter 6လက်မ center to center spacing bow way เนาะအဲ့တော့ဒီမှာတန်ချောင်းထည့်ထားတာဖြစ်တယ်ဒီ slab ကလေးမှာအဲ့တော့တန်ချောင်းကဘယ်လိုထည့်ထားလဲဆိုရင်သူက10 mm တန်ချောင်းတုံးထားတယ်6လက်မ center to center bow way ပေါ့เนาะ6လက်မ center to center နှစ်ဖက်စလုံး ခြားလမအကွာဝေးနဲ့ထည့်ပေးထားတာဖြစ်တယ်။ဒါကြောင့်မလို့တန်ကြောင်းလေးကိုတွက်ကြည့်အောင်เนาะအဲဆိုရင် နောက်ထပ် item တစ်ခုတွားမယ်။အဲ rewar protection and facing web ပေါ့เนาะ။အဲတော့တန်ကြောင်းရဲ့ site ကတမ်းမီလီခြားလမစန္ဒာတူစန္ဒာ။အဲတော့ဒီဘက်မှာထည့်မဲ့တန်ကြောင်းကိုအရင်ဆုံးထည့်စဉ်းစားကြည့်မယ်။အဲတော့ဒီကောင်လေးကဘယ်လောက်ရှိလဲဆိုတော့တပေခွဲရှိရဲ့။ ကာဘာကိုတလက်မကွဲလို့ယူစားလိုက်မယ်ဒါကြောင့်မလို့တပေကွဲတွေကနေကာဘာနှစ်ဖက်နှုတ်လိုက်မယ်သုံးလက်မှနှုတ်လိုက်မယ်ဒါဆိုရင်ဒီကောင်ကဘလောက်ကျက်မလဲဆိုရင်တပေနဲ့သုံးလက်မှကျက်အဲ့တော့တပေသုံးလက်မှကို6လက်မှနဲ့ခြားပြီး6လက်မှကြာတန်ချောင်းထဲမှာဖြစ်တဲ့အတွက်တပေသုံးလက်မှကို6လက်မှနဲ့စာ plus 1ပေါင်းလိုက်မယ်ဆိုရင်ဒီမှာထည့်ရမယ်တန်ချောင်းအရည်အတွက်တန်မိုးကိုရရှိမှာဖြစ်တဲ့အရှိကတော့ဒီလိုအရှိပေါ့နော်အဲဒီ PTR လမ်းအတိုင်းသွားမှာဖြစ်တယ်โอเค ဟုတ်ကဲ့10မီလီမီတာတန်ချောင်းအရည်အတွက်ပေါ့နော်လေးချောင်းရရှိသွားပြီဆိုရင်တော့အဲတန်ချောင်းရဲ့လန့်တန်မိုးကိုတွက်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် retaining wall ရဲ့လန့်ကဘယ်လောက်ရှိမလဲဆိုရင်ပေ100ရှိမယ်အဲ့တော့တန်ချောင်းရဲ့လန့်ကပေ100တရနေပြီးတော့ကာဘာနှစ်ဖက်နှုတ်မယ်ပြီးရင်အကွေးနှစ်ဖက်ပေါင်းလိုက်မယ်ဒါဆိုရင်အဲဒီတန်ချောင်းထည့်ရမယ်တန်ချောင်းရဲ့လန့်တန်မိုးကိုရရှိမှာဖြစ်တယ်โอเคဒါဆိုရင်ဒီမှာကြည့်အောင်ပေတရာပေတရာတွေကနေပြီးတော့ကာဘာကတလက်မကွဲဒါကြောင့်မလို့ သုံးလက်မပေါ့နှစ်ဖက်စာသုံးလက်မနှုတ်လိုက်မယ်ပြီးရင်အကွေးပေါ့နော်တန်ချောင်းအကွေးလေးတန်ချောင်းအကွေးလေးကတစ်ဖက်ကို90ပေါင်းပေးရမှာဖြစ်တယ်နှစ်ဖက်ဆိုရဲအတွက် 2in2 ပေါ့နော်အဲ့ဒါကြောင့်မို့90ကတော့ 9in2 10 mm နဲ့မြောက်ပြီးထည့်လိုက်မယ်ဆိုရင်အဲသူ့ရဲ့90တန်ဖိုးလေးက0.29ရရှိမှာဖြစ်တယ်โอเคဒါဆိုရင်အဲဒီတန်ချောင်းရဲ့လန့်တန်ဖိုးကပေတရာတွေကနေပြီးတော့ကာဘာနှစ်ဖက်ဖြစ်တဲ့သုံးလက်မကိုနှုတ် အကွေးတစ်ဖက်ကကြတော့90 0.29ရှိရဲ့အဲ့တော့0.29နှစ်ဖက်စာပေါင်းပေးလိုက်မယ်ဆိုရင်အဲဒီတန်ချောင်းရဲ့လန်တန်မိုးကိုရရှိမှာဖြစ်တယ်နောက်တစ်ခုကကြတော့အဲဒီတန်ချောင်းတစ်ချောင်းရဲ့ တန်ချောင်းတစ်ချောင်းရဲ့အရှည်က12မီတာပဲလာတာဖြစ်တယ်။အဲ12မီတာဆိုတာကအဲဒီပေနဲ့တွက်မယ်ဆိုရင်39ပေနဲ့လေးလက်မှာပဲရှိရယ်။ဒါကြောင့်မလို့ဒီတန်ချောင်းဒီပေတရားမှာဆိုရင်တန်ချောင်းကလက်ပင်ဆက်ပြီးတော့ထည့်ပြရမှာဖြစ်တယ်။ဒါကြောင့်မလို့အဲလက်ပင်စာလေးပါထည့်ပြီးတော့တွက်ထားလိုက်မယ်။เนาะအဲဆိုတော့တန်ချောင်းရဲ့လက်ပင်စာပေါ့เนาะတန်ချောင်းကစုစုပေါင်းဘယ်နှချောင်းရှိရလဲဆိုတော့၄ချောင်းရှိရဖြစ်တဲ့အတွက်၄ချောင်းတစ်ချောင်းမှာလက်ပင်အဆက်ဘယ်လောက်ပါမလဲလို့တွက်ကြည့်ကြမယ်။အဲ့တော့သူ့ရဲ့တန်ချောင်းက ဘလောက်ရှိလဲဆိုရင်လန့်ကပေ100ပေါ့နော်100ဘီနဲ့၄လက်မဒါကို39ဘီ၄လက်မနဲ့စားပြီးတော့ minus 1နှုတ်ပေးလိုက်မယ်ဆိုရင်တန်ချောင်းရဲ့အဆက်တန်ဘိုးကိုရရှိမှာဖြစ်တယ်ဒီမှာထွက်လာတာက1.54ဖြစ်တဲ့အတွက်နှက်ဆက်လို့ယူစားလိုက်မယ်เนาะဒါတိုးပြီးယူရမှာဖြစ်တယ်ဒါကြောင့်မလို့တန်ချောင်းကဒီပေတရာမှာဝင်မဲ့တန်ချောင်းကစုစုပေါင်း၄ချောင်းရှိမယ် အဆက်ကတော့တချောင်းမှာနှစ်ဆက်ရှိမယ်နော်လက်ပင်ဆက်ရဲ့လန်တန်မိုးကတော့နှစ်ပေနော်ဒါဆိုရင်10မီလီမီတာဒိုင်မီတာရဲ့လက်ပင်လန်တန်မိုးကိုရရှိမှာဖြစ်တယ်โอเคဒါဆိုရင်အရှိဘက်ကိုတွက်လို့ပြီးသွားပြီနော်ဒီတပီခွဲဘက်ကိုတွက်မယ်အဲ့တော့ဒီတပီခွဲမှာဝင်မဲ့တန်ချောင်းရဲ့ quantity နဲ့တန်ချောင်းရဲ့လန်တန်မိုးကိုတွက်ပြရမှာဖြစ်တယ်အဲ့တော့ဒီတပေခွဲမှာတပေခွဲမှာဝင်မဲ့တန်ချောင်းရဲ့ quantity ကိုတွက်မဲ့ဆိုရင် သူက စုစုပေါင်းကဘယ်လောက်ရှိလဲဆိုရင်ပေ100ရှိရယ်ပေ100တွေကနေပြီးတော့ကာဗန်နှစ်ဖက်နှုတ်မယ်၃လက်မှာပေါ့နော်0.25ကာဗန်နှစ်ဖက်နှုတ်မယ်ပြီးရင် तू ကဘယ်လောက်ချားနဲ့ထည့်ထားအဖြစ်ဆိုလဲဆိုတော့6လက်မစန္ဒာတုစန္ဒာဘို့ဝေးပေါ့နော်ဟိုဘက်လည်း6လက်မကြာဒီဘက်တူဘက်မှာလည်း6လက်မကြာထည့်ထားတာဖြစ်တယ်ဒါကြောင့်မလို့ wifi နဲ့စားပြီးရင် plus 1ပေါင်းလိုက်မယ်ဒါဆိုရင်ဒီဒီအတူဘက်မှာထည့်ရမယ် အတန်ချောင်းရဲ့ quantity တန်ဖိုးကို ရရှိမှာဖြစ်တယ်။ Okay စုစုပေါင်းဘယ်နှချောင်းလဲဆိုရင်ဒီမှာဆိုရင်200နဲ့တစ်ချောင်းပေါ့နော်။200တစ်ချောင်းဆိုတော့ ဒီအတူဘက်မှာထက်မဲ့တန်ချောင်းရဲ့ quantity ရသွားပြီဆိုရင်တန်ချောင်းရဲ့လန့်ထက်ရမဲ့တန်ချောင်းရဲ့လန့်တန်မိုးကိုတွက်ပေးရမှာဖြစ်တယ်။အဲ့တော့တန်ချောင်းရဲ့လန့်လေးကဒီမှာဘလောက်ရှိလဲဆိုရင်တပေခွဲရှိရယ်။ထုံးစက်အတိုင်းမဲ့တပေခွဲတရားနေကာပါနှစ်ဖက်နှုတ်နောက်အကွေးနှစ်ဖက်စာပေါင်းပေးရမယ်နော်။ဒါကြောင့်မလို့ဒီမှာတပေခွဲတရားနေပြီးတော့ကာပါနှစ်ဖက်စာသုံးလမ်းမှနှုတ်လိုက်မယ်။အကွေးနှစ်ဖက်စာ90ပေါ့နော်။အကွေးတစ်ဖက်ကို90ရှိရယ်။အကွေးနှစ်ဖက်စာ 9ဒီပေါင်းပေးလိုက်မယ်ဆိုရင်အဲဒီဘက်မှာထည့်မယ်တန်ချောင်းရဲ့လန့်တန်မှုလေးကိုရရှိမှာဖြစ်တယ်။ Okay တန်ချောင်းနေရဲ့တန်ချောင်းနေရဲ့ quantity ပေါ့နော်ထည့်ရမယ်တန်ချောင်းအရေအတွက်တန်ချောင်းနေရဲ့လန့်เนาะအဲ့ quantity နဲ့လန့်နေနဲ့ကိုမြှောက်လိုက်မယ်ဆိုရင် total running fee တန်မှုကိုရရှိမှာဖြစ်တယ်။ဒီမှာပေနဲ့တွက်တဲ့အတွက်ဒါ ဒီသူ့ရဲ့ unit ကလည်းပေနဲ့ပဲထွက်ရမှာဖြစ်တယ်တကယ်လို့မီတာနဲ့တွက်တယ်ဆိုရင်တော့ဒီမှာ unit ကမီတာနဲ့ထွက်လာမှာဖြစ်တယ်ဒီမှာတော့ကိုကပေပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးကိုမြှောက်လိုက်မယ်ဒါတွေအကုန်လုံးကိုမြှောက်လိုက်မယ်အားလုံးပေါင်းလိုက်မယ်ပေါင်းလိုက်မယ်ဆိုရင်အဲခွန်သုံးလေးတသက်ပါကိုကို runny fee ဆိုတာရတယ်ဒါကဘာလဲဆိုရင်အဲဒီအပေါ်ကဒီ toss လက်လေးမှာထည့်မယ် 10 mm တန်ချောင်းရဲ့ total running feet တန်မိုးကိုရရှိမှာဖြစ်တယ်เนาะဒါကြောင့်မို့ဒါကိုတန်ဖွဲ့မယ်တန်ဖွဲ့မယ်ဆိုရင် yellow ပုံမှာတပေကိုဘယ်လောက်ရှိလဲဆိုရင် 10mm က0.414ပေါင်ရှိရယ်ဒါကြောင့်မလို့တန်ဖွဲ့ကျင်တယ်ဆိုရင် total running feet နဲ့တပေမှာရှိရပေါင်နဲ့မြှောက်လိုက်မယ်ဆိုရင် total ပေါင်တန်မိုးရမှာဖြစ်တယ်ဝိတ်ရသွားပြီပေါ့เนาะ ဝေးရသွားပြီဆိုရင်တန်ကျောင်းတထံမှာ2140ပေါင်ရှိရဖြစ်တဲ့အတွက်2140နဲ့စားလိုက်မယ်ဆိုရင်အဲတန်တန်မိုးတန်ကျောင်းရဲ့ river ရဲ့တန်တန်မိုးကိုရရှိမှာဖြစ်တယ်။ Okay ဒါဆိုရင်အဲ0.14တန်ပေါ့နော်။ဒါကတော့ပေါင်ပါ running fee နဲ့တွက်ထားတာ။တကယ်လို့အပြင်ဈေးကွက်မှာဆိုရင်အချောင်းရည်နဲ့တွက်ရင်လည်းရပါတယ်။အဲ့တော့အချောင်းရည်နဲ့တွက်မယ်ဆိုရင်အချောင်း total running fee ကဒီလောက်ပေါ့နော်။ တပေးကိုတန်ခမ်းကတွဲမီတာပဲလာတာဖြစ်တဲ့အတွက်39ပေနဲ့၄လက်မှပေါ့နော်တန်မီလီရဲ့တံတန်းမှာဆိုရင်တန်ချောင်းအရေအတွက်က135ချောင်းရှိရဲ့ဒါကြောင့်မို့135နဲ့စားလိုက်မယ်နော်ဒါဆိုရင်သူ့ရဲ့တန်ချောင်းရဲ့တန်တန်မိုးက0.14တန်ဆိုပြီးတော့ရရှိမှာဖြစ်တယ်โอเคဒီမှာတော့ပေါင်မာရန်နီဖီနဲ့တွက်ပြထားတာနော်โอเคဒါဆိုရင် အဲ rebound protection and physical ဆိုရ item ပြီးသွားပြီပေါ့နော်